မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။ဒီနေ့ကစပြီးတော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးမဲဆွယ်စည်းရုံးလို့ရတဲ့ကာလကိုရောက်လာခဲ့ပါပြီ။ဒီနေ့စတာပေါ့နော်။ဒီနေ့28ရက်နေ့မနက်6:00နာရီနေပြီးတော့ဒီဇင်ဘာလ26ရက်နေ့အထိမဲဆွယ်ကာလသတ်မှတ်ထားပါတယ်။ဒါကြောင့်ဒီနှစ်လတာအတွင်းမှာမိဘပြည်သူများဟာပြိုတမ်းကြိုက်တဲ့နှင်းစည်းကမ်းကဲ့သို့ နိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်များကြားထဲမှာအထူးမျက်နှာပွင့်လန်းနေမှာဖြစ်ပါတယ်။မိဘပြည်သူတို့ရဲ့နေရဌာနတွေစီကိုလည်းနိုင်ငံရေးသမားတွေရောက်ရှိလာပါလိမ့်မယ်။ရွေးကောက်ပွဲမှာမဲပေးရွေးချယ်ခံရဖို့အတွက်ကိုစူးစမ်းလှုံ့ဆော်ကြပါလိမ့်မယ်။ကျမအနေနဲ့ကတော့မိဘပြည်သူများမှားကျင်တာလေးတစ်ခုပေါ့နော်။မိဘပြည်သူများဟာအခုအခြေအနေကဘလို့လဲဆိုတော့အင်မတန်ချောမောလှပတဲ့မိမ့်မပြိုလေးတယောက်ကတထေးတကြွေးတွေပညာတတ်တွေမူကြီးမက်ရာတွေ စတဲ့အင်မတန်ဦးပေါ့နော်ဂုံရှိန်ကြီးမားတဲ့အမျိုးသားတွေရဲ့ဝိုင်းဝန်းချစ်ခွင့်ပန့်ခြင်းကိုခံနေရတဲ့ကဲ့သို့အခြေအနေကိုရောက်ရှိနေမှာ ဖြစ်တဲ့အတွက်မိဘပြည်သူများလူရွေးမှန်ဖို့လိုပါတယ်နော်မိဘပြည်သူများလူရွေးမှန်မှမိဘပြည်သူတို့ရဲ့မြို့နယ်ရက်ကွက်တိုးတက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ရက်ရွာကိုကိုယ်စလဲရောက်လာတဲ့အခါမှာအားလုံးကတော့တူတူကိုကိုမိဘပြည်သူတို့နှစ်သက်တဲ့စကားလုံးနေနဲ့ရွေးချယ်ပြီးတော့မဲဆွဲကြပါလိမ့်မယ် မိဘပြည်သူတို့ကပြောတဲ့စကားတွေမှာမျောမသွားပဲနဲ့ကိုယ့်ရဲ့ဌာနေကနေဝင်ရောက်ရှင်ပြိုင်မဲ့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စလဲရဲ့နောက်ခံအကြောင်းတရားအရေးအချင်းနိုင်ငံအုပ်ချုပ်တဲ့အတွေ့အကြုံ ရှိလားမရှိလားစတဲ့အရာတွေကိုချင့်ချိန်သုံးသပ်ပြီးတော့မှမှန်ကန်စွာလူရွေးမှန်စွာနဲ့ရွေးချယ်ကြဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ကျွန်မကတော့မိဘပြည်သူများအခုဖြတ်တန်းခဲ့တဲ့ကာလတလျှောက်မှာစိတ်သက်ပိုင်းဆိုင်ရာရော အသိဉာဏ်ပိုင်းဆိုင်ရာရောအများကြီးရင့်ကျက်သွားခဲ့ပြီလို့ကျွန်မယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မကိုယ်တိုင်တောင်မှဒီဖြတ်တန်းခဲ့ရတဲ့ကာလအတွင်းမှာပေါ့နော်တော်တော်ကြီးကိုအတွေ့အကြုံတွေနိုင်ငံရေးအမြင်တွေပြောင်းလဲသွားခဲ့ပါပြီ။ဒီတော့ကျမတို့တနိုင်ငံနဲ့နေထိုင်နေကြတဲ့ဒုက္ခတရားအားလုံးကိုလည်းရင်စည်းခံပြီးတော့ဒီကာလအတူတူဖြတ်သန်းခဲ့တာဖြစ်တဲ့အတွက်ကျမလိုပဲမိဘပြည်သူများလည်းအတွေ့အကြုံတွေအများကြီးရှင်းချက်နေပြီးနိုင်ငံရေးအမြင်တွေလည်းအများကြီးပြောင်းလဲနေပြီလို့ကျမယုံကြည်ပါတယ်ရှင့်မိဘပြည်သူတို့ရွေးချယ်တာဘယ်သူပဲဖြစ်ပါစေ အကောင်းဆုံးလူကိုရွေးချယ်နိုင်ခဲ့မယ်လို့ကျမယုံကြည်မျှော်လင့်ပါတယ်။ဒါကြောင့်လူရွေးမှန်မှုလိုပါတယ်။လူရွေးမမှားအောင်စ조사ပြီးတော့လုံဆောင်ကြပါလို့ကျမအထက်တက်ခါခါတိုက်တွန်းလိုက်ပါစေရှင်။ဒီနေ့မိဘပြည်သူများအတွက်ပေါ့နော်ကျမပြောပြချင်တာကတော့အခုဆိုရင်ရွေးကောက်ပွဲအတွက်ကိုကိုယ်စလဲတွေမဲဆဆွဲကြတယ်ပေါ့ရှင်။ရွေးကောက်ပွဲမှာဝင်ရောက်ပြီးတော့စင်ရင်တင်ရတာနဲ့မပါလာခဲ့ရတဲ့ကိုယ်စလဲလောင်းတွေလည်းအများကြီးရှိပါတယ်။ဒီကိုယ်စလဲလောင်းအားလုံးပေါင်း နိုင်ငံရေးပါတီအားလုံးမှာပေါ့နော်ဒါနိုင်ငံရေးပါတီကိုတယောက်နှစ်ယောက်ပါသွားတာရှိရဲ့ USDB ဆိုကျွန်မသိရကကိုယ်စလဲ6ယောက်တတိပြုတ်သွားခဲ့ရဆိုပြီးသိရတယ်ပေါ့နော်အဲ့တော့ဒီလိုခြေအနေတစ်ခုမှာသူတို့တွေဘာကြောင့်ကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပြုတ်သွားခဲ့တာလဲဘလို့အကြောင်းတရားရှိလို့လဲဆိုတာလေးကိုကျွန်မဒီနေ့မှာအနည်းငယ်လေးပြန်ပြီးတော့ပြောပြချင်တာပါ 2025ပါတီစုံထွေရွေးကောက်ပွဲမှာဆိုရင်ပါဝင်ရှင်ပြဲတဲ့နိုင်ငံရေးပါတီက58ပါတီရှိရပေါ့နော်ရွေးကောက်ခံကိုစလဲလောင်းက9023ရှိပါတယ်ဒီကနေပြီးတော့ယူရီဆီယာစစ်စစ်လိုက်တဲ့အခါမှာကိုစလဲလောင်း86 UDD ပယ်ဖြတ်ခံခဲ့ရတယ်ပေါ့နော်အဲ့လိုပယ်ဖြတ်ခံရတဲ့အကြောင်းရင်းတရားတွေမှာဆိုရင်အသက်မပြည့်တဲ့သူနိုင်ငံသားမိဘနှစ်ဦးကမွေးဖွားသောနိုင်ငံသားမဖြစ်သူပညာရေးချင်းမကိုက်ညီသူ ိုင်ငံတော်နဲ့ပုတ်ကလိကတို့မတင့်လျော်တဲ့ပေးရန်တာဝန်ရှိသူနိုင်ငံဝန်ထမ်းအဖြစ်မှနှုတ်ထွက်ခွင့်မရသေးသူခင်မွန်းဖြစ်သူမှနိုင်ငံသားသားဖြစ်နေသူနိုင်ငံသားအထောက်ပံ့ရယူသုံးဆွဲတဲ့အဖွဲ့အစည်းဝင် ဖြစ်သူတောင်ကျန်းသူအဖွဲ့အစည်းနဲ့ဆက်နွယ်မှု ရှိကြောင်းတန်တရားရှိသူ အမည်စင်းတင်သွင်းလှော်တွင်ဤဥပဒေနဲ့အညီဆောင်ရွက်ရန်ပြက်ကွက်သူ DCS ဝန်ထမ်းဖြစ်ခဲ့သူ DCS ဝန်ထမ်းဆိုတာက CDN လောက်တဲ့နိုင်ငံဝန်ထမ်းကိုပြောတာပါရှင့် CDN လောက်ခဲ့ဘူးတဲ့သူပေါ့နော် အခြားပါတီတစ်ခုရဲ့ပါတီဝင်ဖြစ်သူပြည်သူစစ်မှုတန်းဥပဒေပုံမှာ23ကောင်းငယ်နဲ့အမှုရင်ဆိုင်နေရသူနိုင်ငံတော်အတွင်းတဆက်ဆက်ထဲဆယ်နှစ်အခြေကျနေထိုင်ခြင်းမရှိသူသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာ53အရပယ်ဖြတ်ခံရသူများပါဝင်နေဆိုပြီးတော့ကျွန်တော်သိရပါတယ်ရှင်ဒါကပယ်ဖြတ်ခံရတဲ့အကြောင်းရင်းတရားလေးပေါ့နော်အကြောင်းရင်းတရားကတော့အများကြီးဆိုပေမဲ့ဒီအကြောင်းရင်းတရားတွေကအများဆုံးပယ်ဖြတ်ခံရတဲ့အခြေအနေမှာရှိသွားခဲ့တာပါ ဒီလိုပဲဖျက်ခံရတဲ့သူတွေထဲမှာဆိုတော့ထူးခြားတဲ့သူအနေနဲ့ PPP ပါတီကဥက္ကဋ္ဌဖြစ်တဲ့ဒေါ်သက်ခံလည်းပါဝင်သွားခဲ့ပါရဲ့ရှင်။ဒီလိုပဲဖျက်ခံတဲ့ထဲမှာပါတီပေါင်းမြောင်များစွာပါတီ20လို့သိရပါတယ်။ကိုယ်စလဲလောင်းကတော့82ဦး၊တတိပုတ်ကလပ်ကိုယ်စလဲ3ဦး၊စုစုပေါင်း86ဦးတတိကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပဲဖျက်ခံခဲ့ရပါရဲ့ရှင်။ဒီလိုပဲဖျက်ခံရတဲ့အကြောင်းရင်းတရားတွေမှာကျွန်မဖတ်ပြတဲ့အကြောင်းရင်းတရားတွေမှာပေါ့နော်။မိဘပြည်သူများသတိပြုမိတာရှိပါသလား။ CDN လောက်ထားတဲ့သူတွေ ရွေးကောက်ပွဲဝင်ကြရဲရှင်တင့်တော်တယ်လို့ကိုကိုကိုထင်ပါသလားနိုင်ငံဝန်ထမ်းတစ္ဆာကိုဖောက်ဖျက်ပြီးတော့စီဒီအန်လုတ်ခဲ့ကြပြီးတော့မှရွေးကောက်ပွဲဝင်တယ်ဆိုတာကကိုလိပ်ပြကို လုံရဲ့လားရှင်ကျွန်မအဲ့လိုလေးပဲပြောချင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့အကြမ်းဖက်အဖွဲ့စည်းရင်းနဲ့ဆက်နွယ်မှုရှိရဲဆိုပြီးတန်တရားရှိရဲသူတွေကျမတို့ဒီရွေးကောက်ပွဲမှာကိုယ်စလဲတွေကိုရွေးချယ်တဲ့အခါမှာပေါ့နော်အကြမ်းဖက်အဖွဲ့ရင်းနဲ့ဆက်နွယ်မှုရှိရဲလူတွေပါလာမှာကိုကျမတို့အင်မတန်စိုးရိမ်ခဲ့တာမှန်ပါပဲ အခုတော့အဲ့ဒီစိုးရင်စိလေးကနည်းနည်းပြေလျော့သွားတယ်လို့ပြောရမှာပေါ့နော်နိုင်ငံတော်တေချာလေးစီစစ်လိုက်ပုံရပါတယ်ဒါကြောင့်အကြမ်းမတ်အဖွဲ့စည်းတဲ့အဆက်အသွယ်ရှိတဲ့သူတွေကိုယ်စားလှယ်လောင်းနေတဲ့လာပြီးစင်းတင်သွင်းနေဆိုပေမဲ့နိုင်ငံတော်ကရှာဖွေဖောက်ထုတ်နိုင်ခဲ့ပြီးတော့ပယ်ဖြတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့နိုင်ငံသားအထောက်ပံ့ရယူသုံးဆွဲထားတဲ့အဖွဲ့စည်းဝင်ဖြစ်သူဘယ်သူတွေလဲမသိဘူးရှင်ကျွန်မအကြောင်းရင်းတရားလေးဖတ်ပြီးတော့အဲ့လူတွေဘယ်သူတွေလဲဆိုတော့ကျွန်မအရင်သိကြံသွားတာပေါ့နော်မိဘဖြစ်သူများလည်းသိကြင်နေမယ်လို့ယုံကြည်ပါတယ် တော့ဘလိုပဲဖြစ်နိုင်ငံတော်ကတော့တေချာလေးစစ်စစ်ပြီးတော့86ဦးကိုဖယ်ထုတ်လိုက်ပြီးကျန်တဲ့ပုံကိုဒီရွေးကောက်ပွဲမှာဖြစ်တဲ့မိဘပြည်သူများကိုယ့်ရဲ့မြို့နယ်မှာဘသူရွေးကောက်ပွဲဝင်မှာလဲအဲ့ဒီပုံကိုရဲ့နောက်ကျောင်းခံတရားနိုင်ငံတော်အုပ်ချုပ်တဲ့နေရာမှာအတွေ့အကြုံရှိခဲ့ဘူးလားစတာတွေကိုဦးစားပေးပြီးတော့ရွေးချယ်ကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ကျွန်မတို့ကခေတ်ကာလတစ်ခုလည်းဖြတ်တန်းပြီးပြီဆိုတော့လေငစိမ့်မြေငကင်ပြည့်တဲ့ပုံစံမျိုးမလုံးတဲ့တော့လို့လည်းကျွန်မမျှော်လင့်ပါတယ်ပေါ့နော်အချို့ကရှိရဲ့ နိုင်ငံရေးမှာဘာမှသာအတွေ့အကြုံမရှိခဲ့တာလေလုံးထွားတဲ့သူတွေရှိရမိဘပြည်သူတို့မြင်ရပါလိမ့်မယ်ရှင်အခုအချိန်နေရာမိဘပြည်သူတို့ကအရန်ဆန်းပွင့်နေတာဒီတော့ကိုယ်စလဲပေါင်းညောင်များစွာမိဘပြည်သူတို့မြင်လာလိမ့်မယ်အဲ့ဒီလူတွေတွေကရေချင်းရှိရသူကိုမြင်တာနဲ့သိမှာပါသူတို့ကမ်းလာတဲ့ပန်ဖလက်တွေရှိမယ်သူတို့ထောင်ထားတဲ့ဗန်နိုင်းဘုတ်တွေရှိမယ်အဲ့ဒီမှာသူတို့လှုပ်ဆောင်ခဲ့တဲ့နိုင်ငံတော်အဆင့်အတွေ့အကြုံတွေမိဘပြည်သူတို့ဖတ်ရှုရပါလိမ့်မယ်ဒါတွေကိုစဉ်းစားချင့်ချိန်ပြီးတော့ရွေးချယ်ပါ ဘာတွေ့ကြုံမှမရှိရတဲ့သူတွေလက်ထဲနိုင်ငံတော်အပ်မယ်လို့စဉ်းစားလိုက်တယ်ဆိုရင်လည်းတစ်ချက်ပြန်ပြီးတော့ဆုံးဖြတ်ချက်ကိုနည်းနည်းပြန်ပြီးတော့ချင့်ချိန်ပေါ့နော်ကျွန်မပြောချင်တာကတော့ကျွန်မကိုယ်တိုင်လည်းပြည်သူတယောက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲမှာမဲပေးမှာပါကျွန်မရွေးချယ်မှုကတော့ရှင်းပါတယ်နိုင်ငံတော်အုပ်ချုပ်ခဲ့တဲ့တွေ့ကြုံရှိရတဲ့သူကိုပဲကျွန်မရွေးချယ်ပြီးမဲပေးပါမယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်အုပ်ချုပ်တယ်ဆိုတော့အတွေ့ကြုံမရှိပဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။စကားနဲ့ပြောတာအရာအလုံးကလွယ်ပါရဲ့ရှင့်။ နိုင်ငံရေးသမားတချို့ပေါ့နော်နိုင်ငံအုပ်ချုပ်ခဲ့တဲ့အတွေ့အကြုံမရှိခဲ့ဘူးသူတို့ပြောတဲ့စကားတွေထက်တောင်ကျွန်တော်ပိုကောင်းအောင်ပြောတတ်တယ်ဒါမှမဟုတ်ကျွန်တော်တို့တကယ်အုပ်ချုပ်ခိုင်းကျွန်တော်တို့မအုပ်ချုပ်တတ်ဘူးဒါဟာလွယ်ကူတဲ့အရာမဟုတ်ဘူးရှင်ဒါကြောင့်နိုင်ငံတော်အုပ်ချုပ်တဲ့အတွေ့အကြုံရှိတဲ့သူတွေလက်ထက်မှာဆိုရင်ကျွန်တော်နိုင်ငံကအေဂျင့်သားရဖွံ့ဖြိုးတိုးတက်တယ်ပုံမှန်လေးတိုးတက်နေရပေါ့နော်နိုင်ငံတော်အုပ်ချုပ်တဲ့အတွေ့အကြုံမရှိတဲ့သူတွေလက်ထဲရောက်သွားခဲ့တဲ့၅နှစ်တာမှာတော့အရာရာဆုပ်ယုပ်သွားခဲ့ပြီးတော့ဒီလိုလူတွေကိုထိုင်ကောင်ကဖယ်ဖို့စူးစမ်းတဲ့အခြေအနေတစ်ခုမှာတော့မှတိုင်းပြည်ပါပြည့်ရတယ်ရှင် ဒီခြေအနေလေးကိုပြန်လဲပြန်ပြောင်းစဉ်းစားပြီးတော့ဗောနော်အတိတ်တွေကိုပြန်ပြောင်းအောင်မေ့ပြီးတော့အမှန်ကန်ဆုံးရွေးချယ်မှုတွေရွေးချယ်ကြပါလို့ကျမကထက်ဆင့်ထက်ဆင့်တိုက်တွန်းလိုက်ပါရစေမိဘပြည်သူတို့ရွေးချယ်တဲ့သူတွေကိုကျမတို့ဝေဖန်ပြီးတော့ထိန်းချောင်းအောင်မှာဆိုတော့လေမိဘပြည်သူတို့ကကောင်းတဲ့လူရွေးလိုက်မှာကျမတို့လည်းနည်းနည်းသက်သာမှာရှင့်စိတ်ဓာတ်မကောင်းတဲ့သူတွေကျမတို့မီဒီယာရဲ့ပုံမှာသဘောထားဆိုးတဲ့သူတွေမဲရလို့မှုပဲရှိပြီးတော့နိုင်ငံတော်အုပ်ချုပ်တဲ့အတွေ့အကြုံမရှိတဲ့သူတွေဆိုရင်ကျမတို့လည်းဝေဖန်ရတာတော်တော်စိတ်ညစ်ဖို့ကောင်းမှာဖြစ်တယ်လို့မိဘပြည်သူတို့လည်း ရွေးတာရွေးလိုက်တာကိုယ့်ရဲ့မြို့နယ်ကိုယ့်ရဲ့ရက်ကွက်မတိုးတက်ပဲနဲ့ငါးနှစ်တာကုံဆုံးသွားပါလိမ့်မယ်။ဒါကြောင့်လူရွေးမှန်မှုလိုပါတယ်။ဆုံးဖြတ်ချက်ချတဲ့အခါမှာအမှန်ကန်ဆုံးရွေးချယ်ကြပါ။ဆုံးဖြတ်ကြပါလို့ကျွန်မကတိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျွန်မဒီနေ့ရွေးချယ်ထားတဲ့သတင်းလေးကတော့လူပညာရှင်တွေနဲ့သက်ဆိုင်တဲ့သတင်းလေးဖြစ်ပါတယ်။ဒီရက်ပိုင်းမှာခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ဇလန်းတူလေးပေါ့နော်။မိဘပြည်သူများကြည်ပြီးပြီလားရှင်။ ဒီဇယ်လန်တို့လေးကိုနိုင်ငံပိုင်သတင်းဌာနတွေကနေပြီးတော့ထုတ်လင်းပြသနေရဖြစ်ပါတယ်ကျွန်မလည်းမနေ့ကကြည့်လိုက်ရပါတယ်ဟာတာအတော်ပြောလေးတွေနဲ့တင်ဆက်ထားတဲ့ဇယ်လန်တို့လေးပေါ့နော်ဇယ်လန်တို့လေးရဲ့ရွေးချက်ကတော့ရှင်းပါတယ်ရှင့်မိဘပြည်သူရဲ့အားလုံးရွေးကောက်ပွဲကိုစိတ်ဝင်စားနိုင်စေဖို့အတွက်ရွေးကောက်ပွဲဟာနိုင်ငံတော်ရဲ့အပြောင်းလဲတစ်ခုဖြစ်တယ်ဆိုတော့မှန်ကန်စွာသိနိုင်ဖို့အတွက်တင်ပြထားတဲ့ဇယ်လန်တို့လေးသာဖြစ်ပါတယ်ဇယ်လန်ထဲမှာဆိုရင်ဇယ်လန်ဆာမာကလေးကမင်းအဲ့မှာပါတယ်မင်းသားနေဝင်းမြင့်မြတ်ပြီးတော့အေဂျင့်မောင် ကြော်ကြော်ပါလဲကြော်ကြော်ဘိုးစသဖြင့်ပေါ့နော်သူတို့ကတာမန် delivery ပို့တဲ့ကောင်လေးပေါ့ရှင်အဲ့ဒီမှာစပြီးတော့2021စုပို့လှူရှားမှုယူသူတို့မြင်လဲရတဲ့အချိန်မှာသူတို့ဂျေးရွာကိုပြန်သွားခဲ့တယ်ပေါ့အဲ့ဒီကနေဇလန်းလေးစထားခဲ့တာအဲ့လိုကနေသူတို့ဂျေးရွာတွေမှာဆိုရင်လေအကြံပတ်အဖွဲတွေရောက်သွားခဲ့တဲ့သူတွေပေါ့နော်အခြေမျိုးမျိုးနဲ့ရောက်သွားခဲ့တဲ့သူတွေသူတို့ပြတ်ခွက်ထဲမှာပြတ်ထားတာတွေကအပြစ်မှဖြစ်နေတဲ့ကိစ္စရက်တွေနဲ့တကယ်တထွက်ထဲတူညီတယ်မြန်မာနိုင်ငံမှာနေနေကြတဲ့သူတွေပဲရှင်မြန်မာနိုင်ငံမှာဘာတွေဖြစ်သွားလဲဆိုတာအတိတ်မမေ့လောက်သေးပါဘူး ရုပ်ရှင်ထဲမှာပါတဲ့ဇက်ကွက်တွေပြန်မတကယ်ဖြစ်ခဲ့လားမဖြစ်ခဲ့လားအားလုံးသိပဲလေတော့ဒီဇလန်းရဲ့နောက်ွယ်မှာပေါ့နော်ကြာကျမတို့လိုမိဘပြည်သူတွေကတော့ဇလန်းဆိုဇလန်းလိုပဲကြည့်လိုက်တာပေါ့ရှင်ရွေးကောက်ပွဲကိုစိတ်ဝင်စားတယ်မဲပေးကြမယ်ပေါ့နော်ဒါဒီအတွက်ပြောတာဒီလောက်ပဲကျမတို့ကရိုးသသစိတ်နဲ့ကြည့်ရောရိုးသသအတွေ့ပဲတွေ့တယ်အနီမိဘပြည်သူတွေကြတော့ဘာတွေ့လဲဆိုတော့နိုင်ငံတော်အတွက်ရွေးကောက်ပွဲကိုစိတ်ဝင်စားဖို့ရိုးရှင်းတဲ့ဟာကိုစစ်တပ်အတွက်ရိုက်တာလို့လို့စစ်အာဏာရှင်အတွက်ရိုက်တာလို့လို့ဆိုပြီးသူတို့ကထူးဆန်းစွာတွေးကြတယ်ရှင် ရုပ်ရှင်တစ်ခုလုံးကျွန်မကြည့်ပြီးပြီအဲဇလန်းတို့ကိုလေအဲဖွဲ့စည်းနဲ့မှပတ်သက်တဲ့စကားလုံးတွေပြောသွားတာမျိုးမရှိဘူးရှင်ရုပ်ရှင်နဲ့ဒါလော့လေးတွေနဲ့ပဲပြည်သူရဲ့ရွေးကောက်ပွဲကိုလက်ခံဖို့အတွက်ကိုရိုက်ပြသွားတာပေါ့နော်ဒီထဲမှာဘသူရဲ့ဆိုဂျိုဆိုဆိုချင်းပေါ့ရှင်ပြောရမှာဆိုတော့အရန်ကြီးအဲ့လိုပုတ်ခတ်ပြောဆိုတာလည်းမပါဘူးဘသူမှလည်းအင်မတန်ချီးကျူးထားတာလည်းမပါဘူးရုပ်ရှင်သောဇလန်းလေးတစ်ခုပဲဒါကိုအနီမိဘပြည်သူတွေကအရန်ကိုခက်ခက်ဆက်ဆက်ခါပေါ့နော်နာသွားပြီးရဲ့ခါမှဆိုရင်နောက်ဆက်တွဲဆိုဂျိုအနေနဲ့ ဒီရုပ်ရှင်ထဲမှာပါတဲ့အမှုပညာရှင်တွေကို point call လုပ်ကြမယ်တဲ့ရှင်အဲ့ဒါကို online ပေါ်ကနေပြီးတော့ထုံးစံတိုင်းပေါ်ရှင်တော်လှန်ရေးဆိုတော့နိုင်ငံသားကနေလှမ်းလုပ်ပြီးတော့ငွေကြေးချမ်းသာနေကြတဲ့ lobby ရစပြီးတော့မီးမွေးလိုက်ကြတာအခုဆိုရင် online မှာ follow ရိုက်နေရပဲပြောခံရတဲ့ academy neto တို့မြင့်မြတ်တို့နေဝင်းတို့အေဂျင့်မောင်တို့မင်းမြင့်မိုးတို့ချူလေးတို့စသဖြင့်ပေါ့နော်ဆဲခံနေရတယ်ဆိုတဲ့ခါကြတော့ wine call လုပ်တယ်ပေါ့ရှင်သူတို့ကတော့အဲ့လို wine call လုပ်တဲ့နောက်ဆက်တွဲမှာအချို့သောလုပ်ငန်းရှင်တွေကလည်းကျွန်တော်ကြားတာပေါ့နော်ဒီနုပညာရှင်တွေ ਨੇ လက်တွဲထားတဲ့စားကြုပ်တွေဖြတ်ပြီးတော့အချောင်းလူပြရရှင်နဲ့ပြောင်းပြီးတော့သုံးမယ်ဆိုတဲ့ပုံစံမျိုးကြီးလှုပ်လာတဲ့အခါမှာဒီအဆင့်အထိကျတော့ဒါကလူဘားဝါတာဖြစ်သွားပြီရှင်နိုင်ငံတော်ပေါ်လူဘားဝါတာဖြစ်သွားပြီဒါကျွန်မအနေနဲ့မပြောမဖြစ်လို့ကောင်းစင်လေးတစ်ခုနဲ့ကျမပြောဖို့အတွက်စမ်းသမိရပါတော့။အဲ့ဒါဘာလဲဆိုတော့တံပြန်ဘိုင်းကော့လုပ်ဖို့အတွက်ကျမတို့အချိန်တန်ပြီ။ဒီနုပညာရှင်တွေကနိုင်ငံတော်အတွက်ရွေးကောက်ပွဲကိုလူတွေစိတ်ဝင်စားဖို့ရိုးရှင်းစွာတင်ပြတာကိုလုပ်ငန်းရှင်တွေကပါ လူပညာရှင်တွေပေါ်မှာနားလည်ပေးခြင်းမရှိဘဲနဲ့ဒီလိုဆက်ဆံနေဆိုတော့ဘာသဘောတွေလဲဆိုတော့ကျွန်တော်တို့မေးဖို့လိုပြီးဒါပြင်မြန်မာနိုင်ငံမှာအနီမိဘပြည်သူတမျိုးတွေပဲနေထိုင်နေရလို့လုပ်ငန်းရှင်တွေတကယ်ယုံကြည်ထားသလားကျွန်တော်တို့ဒါစိန်ခေါ်တယ်ပဲဆိုဆိုအဲ့ဒီလုပ်ငန်းရှင်တွေကိုကျွန်မတခုပဲမေးမယ်မြန်မာနိုင်ငံမှာပြည်သူတွေဆိုတော့လူချင်းမင်းတို့ဘယ်လိုတိတ်ပဲဖွင့်ဆိုထားလဲလူချင်းမင်းတို့ကိုယ်တိုင်ကခွဲခြားလိုက်မယ်ဆိုရင်ရတယ်နော်စမ်းသပ်ကြည့်လိုက် နိုင်ငံတော်အကူအညီနဲ့လူပညာရှင်တွေကိုလူချင်းမင်းတို့ဘွိုင်းကော့လုပ်လို့ရှင်လူချင်းမင်းတို့ကုန်ပစ္စည်းတွေကိုလည်းကျမတို့မိဘပြည်သူတွေကဘွိုင်းကော့လုပ်မယ်ဆိုတာမမေ့ပါနဲ့ရှင်ဒါ့အပြင်အခုချိန်ကြီးကျန်းပါအပိနဲ့လူပညာရှင်တွေလည်းကျမပြောချင်တယ်လူချင်းမင်းတို့ကအခုချိန်ထိမိဘပြည်သူတွေကိုပြိတ္တကိုပြိတ္တတိုင်းမမြင်မဲနဲ့နင်တို့ကအနေနင်တို့ကအစိမ်းဆိုပြီးမြင်နေတယ်ဆိုရင်လူချင်းမင်းတို့တတ်တိရှိရုပ်ရှင်ရိုက်လို့ရှင်ရုပ်ရှင်ရဲ့စာလန်းထိတ်မှာ တော်လန်ကြီးအားပေးတဲ့ပြည်သူကလွယ်ဘယ်သူမှငါတို့ရုပ်ရှင်လာမကြည့်ပါနဲ့ဆိုတဲ့စကလုံးတတ်တိရှိထည့်ထားလိုက်ပါရှင့်လူချင်းမင်းတို့အေးမယူဘူးနော်အကြမ်းမအားပေးရလို့လည်းမပြောဘူးလူချင်းမင်းတို့ကိုယ်တိုင်ပြိတ္တတွေကိုခွဲခြားကြတယ်ဆိုအဲ့လိုဒဲ့ခွဲခြားလိုက်ပါကျမတို့လူချင်းမင်းတို့ရုပ်ရှင်လုံးဝလာမကြည့်ဘူးရှင့်လူချင်းမင်းတို့ရုပ်ရှင်အနီမိဘပြည်ပဲလာကြည့်လိမ့်မယ်တော်လန်ကြီးအားပေးတဲ့သူပဲလာကြည့်လိမ့်မယ်အဲ့ဒီလိုမျိုးလောင်ကြီးစားကြည့်နေလူချင်းမင်းတို့စမ်းသက်ကြည့်မလားမြန်မာနိုင်ငံပြိတ္တတွေကိုခွဲကြည့်လိုက်မလားလူချင်းမင်းတို့ လူချင်းမင်းတို့အဲ့လိုလောက်တာဟာလူချင်းမင်းတို့ပြိတ်သက်တွေကိုစော်ကားတာပဲเนาะဒီတော့ကုမ္ပဏီစီးပိုင်ရှင်တွေပေါ့เนาะနိုင်ငံတော်အားပေးတဲ့လူပညာရှင်တွေကိုစာချုပ်တွေဖြတ်မယ်လူပညာရှင်တွေပေါ့မှာနိုင်ငံတော်နဲ့ပူးပေါင်းရလားဆိုပြီးတော့ပညာပြမယ်ဆိုရင်ကျမတို့မြေဘပြည်သူတွေကလည်းပညာပြဖို့ဝန်မလေးဘူးဆိုတော့မမေ့စေချင်ပါအောင်ရှင်ကျမတို့တံပြန်ဘွိုင်းကော့လုပ်ဖို့လိုပြီးမြေဘပြည်သူတို့သိလားကျမတို့ချင်းချင်းကာကွယ်ဆောက်ရှောက်ဖို့လိုပြီးကျမတို့စောင့်ကြည့်နေပါတယ်အခုလူပညာရှင်တွေအားလုံးကိုကျမတို့လေးစားတယ်ဘာကြောင့်လဲဆိုတော့ သူတို့တတ်တည်ရှိရဲ့ရှင်သူတို့ရိုက်တဲ့ဇလန်းကလည်းနိုင်ငံတော်အတွက်ရိုက်တာပြည်သူတွေအတွက်ရိုက်တာသူတို့ပြိတ္တသမင်းရှင်အတွက်ရိုက်တာဒါအောင်အယောင်ဆိုးပြီးတော့နိုင်ငံရေးတစိုက်ကပ်ပြီးတော့အကြမ်းဖက်သမားတွေရဲ့ခိုင်းစရာအတိုင်းလုပ်မယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအေဂျင့်ဆိုတာနေလို့ရမိဘပြည်သူတွေနဲ့တွေ့သွားမှာပေါ့ရှင်ဒါလေးပဲကျွန်မပြောချင်ပါတယ်ကျွန်မနိုင်ငံရှိရဲ့ရှင်တချို့ကလူပညာသားလုပ်နေတာတချို့ကစီးပွားရေးကြီးတွေအကြီးကြီးတွေသာလုပ်နေကြတာ တကယ်တမ်းကျတော့ကိုပိုင်အတွေးခေါ်ဆုံးဖြတ်ချက်တွေမရှိကြဘူး။နိုင်ငံခြားမှာနေပြီးတော့မြန်မာနိုင်ငံကိုလှမ်းလှမ်းပြီးဆရာလုပ်နေတဲ့သူတွေကိုကြောက်နေတော့မယ်။မသိလို့ရှိရင်တို့ကကုမ္ပဏီကြီးတွေဒါပိုင်ထားတာပတ်စံတွေဒါအများကြီးချမ်းသာနေတာ။နိုင်ငံခြားမှာလက်သွန်းအောင်ထောင်နေတဲ့သူတွေရဲ့ကျွန်သားသားဖြစ်နေတဲ့အတွေးခေါ်တွေရ။တို့ခိုင်းတဲ့အတိုင်းဒီနုပြန်ဒီနုပြန်ရှင်ကိုဘိုင်းကောက်လုပ်လိုက်ဆိုလိုင်းလုပ်တယ်တို့ကဒီနုပညာရှင်ကိုခုံမသုံးနဲ့ဆိုလုပ်တယ်ဆိုတော့တို့ကစီးပွားရေးလုပ်ငန်းရှင်လား။လက်သုံးကြောင်ထောင်တဲ့နိုင်ငံခြားလော်ဘီတွေရဲ့ကျွန်လားရှင်။ အဲ့လိုပဲကျွန်မမေးရတော့မယ်ရှင်စကလုံးတွေရှင်းသေးခွင့်လို့ပေးပါလူချင်းမင်းတို့လှုပ်ဆောင်ချက်ကလွဲမားနေလို့ကျွန်မကထိရောက်စွာပြောရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်မတို့ကတော့မိဘပြည်သူဆိုဘယ်သူမှမခွဲပါဘူးနီနီစိမ့်စိမ့်ကျွန်မတို့အားလုံးကမြန်မာနိုင်ငံသားတွေပဲလေကျမတို့မခွဲတာကိုကျမတို့ကိုလာပြီးခွဲချခွဲချလုပ်တယ်ဆိုရင်တော့ကျမတို့ကတံပြန်ဝိုင်းကော်လေးလုပ်ပြရပါလိမ့်မယ်နော်ဝိုင်းကော်ကိုလူချင်းမင်းတို့တက်ရောက်သေးပဲလူချင်းမင်းတို့အဖွဲစည်းတစ်ဖက်သေးရပဲလုပ်တတ်တယ်လို့မထင်ပါနဲ့ရှင့် မြန်မာနိုင်ငံမှာတက်မတော်ထောက်ခံတဲ့မိဘပြည်သူတွေတော်လန်ရေးကိုလုံးဝယွန်ရှာမုံတိနေဖြစ်တဲ့မိဘပြည်သူတွေရွေးကောက်ပွဲကိုအားပေးထောက်ခံတဲ့မိဘပြည်သူတွေအေးချမ်းစွာနေလို့တဲ့မိဘပြည်သူတွေကိုပညာနဲ့ကိုအေးချမ်းချမ်းနဲ့နေခြင်းနဲ့မိဘပြည်သူတွေသမ်းတဲ့ချီအများရှိရဲ့ရှင်အဲ့ဒီမိဘပြည်သူတွေအားလုံးကလူချင်းမင်းတို့ဝိုင်းကော့လောက်သွားလို့ရှင်လူချင်းမင်းတို့ခံနိုင်ရှိမလားဆိုတာအရင်ဆုံးစဉ်းစားပါ online ပေါ်မှာအချောင်းနေတဲ့ညီဘောတွေကလူချင်းမင်းတို့ကုမ္ပဏီစီကိုအမြဲတမ်းဝယ်ယူအားပေးမယ်လို့ယုံကြည်ရယ်ဆိုတော့စမ်းကြည့်လိုက်ပါရှင် ဒီချက်လေးပဲကျွန်မပြောချင်ပါတယ်။ကျမတို့မိဘပြည်သူတွေကအရင်လိုအိုတိုအာတာနဲ့ပြောသမျှငြိမ်ခံနေမဲ့အနေထားမဟုတ်တော့ဘူးဆိုတာလေသဘောပေါက်နားလည်ဖို့လိုပါတယ်နော်။ဒါကျမတို့ကစောင့်ကြည့်နေပါတယ်ဘလို့အဖြစ်ကျမတို့အတွက်ကိုနိုင်ငံတော်အတွက်ကိုလှုပ်လှုပ်ပေးခဲ့တဲ့လူပညာရှင်တွေကိုကျမတို့ကပြန်ပြီးကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်။ဒါကြောင့်ကျမတို့ကတော့စောင့်ကြည့်ပြီးတော့လေ့လာနေမှာဖြစ်တယ်။သူတို့တွေပေါ်ကြလာခဲ့တဲ့ဘလို့မျိုးစကလုံးတွေမစိုးဘလို့ဖိအားမျိုးတွေမစိုးကျမတို့ကအားလုံးဝိုင်းပြီးတော့ပခုံးလေးနဲ့ဝင်ထမ်းပေးကြမှာပါ။ ကျွန်တော်တို့စီလုံးမှုပြသမှာပါရှင့်ဒါကြောင့်လူချင်းမင်းတို့ကပေါ့နော်အရင်လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကလိုမျိုးငါတို့ဘိုင်းကော်တာနဲ့နင်တို့ဘွားပြက်သွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘသူ့ကမှချိန်ချောက်ဖို့အတွက်မစင်စားပါနဲ့စိတ်ကူးတော့မရှင်ပါနဲ့လို့ကျွန်မကသတင်းနှစ်ချုပ်လေးရနေပြီးတော့ပြောကြားလိုက်ပြန်စီတော့ရှင့်ကျမရဲ့သတင်းတင်ပြချက်လေးကိုဒီနေ့မှတလောက်နေပဲရန်နာပြရစီရှင့်ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေစိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ prime media မိသားစုက စုတောင်းမြတ်တာဖော်သားလိုက်ရပါတယ်ရှင်